လီဗျားနိုင်ငံထရီပိုလီမြို့တော်မှာလူသေဆုံးမှုတွေရှိတဲ့အထူးကြုံတွေရပ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးကုလသမဂ္ဂကြောထောက်နောက်ခံပြုဝင်ကြီးချုပ်ကိုရှာရုကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေရှိလာခဲ့ပြီးတဲ့နောက်ဝင်ကြီးချုပ်ကလက်နက်ကိုင်အဖွဲ့တွေကိုနိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ပေါင်းစည်ဖို့မေ18ရက်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့တိုင်းပြည်နယ်အတူရပ်တည်ဖို့ရွေးချယ်လာသူတိုင်းကိုကြိုဆိုသွားမှာဖြစ်ပါတယ်လို့ဝင်ကြီးချုပ်အဗ်ဒူဟာမစ်တီဘိုင်ဘာကရုပ်သံမေကုံးမှာပြောပါရတယ်။ ချိန်ချမှုတွေနဲ့အကြေလိုက်စားမှုတွေဆက်လုပ်ဖို့ရွေးချယ်သူတွေကိုဖိဖဲထားမှာပါကျွန်တော်ရဲ့ယူရချက်ကတော့လေပြားမှာပြည်သူစစ်နဲ့အချင်းပြတ်ခြားဆောင်မှုတွေလုကင်းစေချင်တာပါလို့၎င်းကပြောပါရယ်မြို့တော်မှာရဲအတန်ကြားအတေကယုံဖြစ်စဉ်တွေဟာ Tripoli အခြေစိုက်အစိုးရနဲ့မဟာမိတ်ဖွဲ့ထားတဲ့လက်နက်ကိုင်အဖွဲ့တွေကိုဖြိုခွင်းဖို့တခြားအဖွဲ့တွေရဲ့ကြိုးပမ်းဆောင်ရွက်မှုဖြစ်ပါတယ်လေပြားနိုင်ငံမှာဒီပိုက်ပါဦးဆောင်တဲ့ကုလသမဂ္ဂအသိမှတ်ပြုအစိုးရနဲ့စစ်တပ်အင်အားကြီးခါလီဖာဟက်တာရဲ့မိသားစုကထိန်းချုပ်ထားတဲ့ နိုင်ငံအရှိတ်ဘက်ပိုင်းမှာရှိတဲ့အစင်ပြိုင်အုပ်ချုပ်မှုကြားနှစ်ပိုင်းကွဲပြားလျက်ရှိပါတယ်။လစ်ဗျားဟာ2012ခုနှစ်နေတိုးကြောထောက်နောက်ခံပြုတော်လှန်ရေးမှာကာလာကြာရှည်ခေါင်းဆောင်မိုအာမာဂဒါဖီကိုဖြုတ်ချကာတပ်ဖြတ်ခဲ့ပြီးတဲ့နောက်နက်နက်ရှိုင်းရှိုင်းကွဲပြားလျက်ရှိတာဖြစ်ပါတယ်။လက်တလုံးမှာဖြစ်ပေါ်တဲ့တိုက်ခိုက်မှုတွေအတွင်းလူရှင်ဦးထံမှနေတည်ဆုံခဲ့တယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပြီးအာဏာပိုင်တွေကတရားဝင်အရေးအတွက်ကိုအခုချိန်ထိထုတ်ပြန်ထားခြင်းမရှိတာဖြစ်ပါတယ်။ဒီပိုင်ပါရဲ့မဟာမိတ်444တပ်ဖွဲ့က Support and Stability Apparatus SSA အဖွဲ့အစည်းရဲ့အကြီးအကဲ update ကနေ AK တွေကိုတက်ဖြတ်ခဲ့ပြီးတဲ့နောက်အဓိကယုံတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။